ဒီလိုလူအများကြီးပေါ်မှာကျွန်တော်ဒီလိုကြွေးရတာကျွန်တော်တို့ရင်ထဲမှာဖွင့်မစားပဲနဲ့ဝါလိုပဲအများအရန်ပီတီဖြစ်တယ်ကိုယ်လည်းဒီများမှာဆိုလို့ရှိရင်ကျွန်တော်လည်းလူရှင်တွေကိုမျှော်လင့်ပြီးပါပဲလေဒါပေမဲ့အဲ့လိုဟာကိုသူတို့တွက်ကိုကျွန်တော်တို့ကပံ့ပိုးပေးရတဲ့အကြောင်းကိုကျွန်တော်စိတ်ထဲမှာဝမ်းနာပီတီလည်းဖြစ်တယ်ဒီလိုပုံစံလူတဲ့တရားလည်းကျွန်တော်တို့တွက်မှာဒီလူလောကအပေါ်မှာကျွန်တော်တာဝန်တစ်ခုကိုခန်းဆောင်နိုင်လေလို့ပဲကျွန်တော်ခံယူပါတယ်အဲ့လိုရှင်တွေကတော့အများဖိတ်ပေါ်တာပေါ့ ကျောက်တလုံးကိုမနဲ့ညာစားနေရတဲ့မိသားစုတွေကိုလာပြီးအဟာရဖြည့်တာကျောက်တလုံးကလူတကိုအတွက်ဖို့တဲ့စီရင်ပဲပြည့်မလားအသားဓာတ်လည်းမရှိဘူးဒီဟာကိုလာပြီးတော့လာဖြည့်ကြတဲ့အဝင်းတွေကဒီနေ့ထမင်းတစိတောင်အပြင်ကိုလွှတ်မပြဘူးအကုန်စားကြမှာလူသမ ्या အလှူကဘယ်ပုံးနဲ့ဘယ်အမမမဖိတ်မစင်မဲနဲ့အကုန်လုံးစားရမှာဝင်းတာလို့တချင်းလေးတပုတ်တော့ဆူလာအောင်ဟာမင်္ဂလာချိန်ခါကြက်သေးမင်္ဂလာဖြောကတော့ဝဘိုးရတေးဆူလွား

အဲဒီနေ့လူလေးကတော့ကျွန်တော်တို့ဟောပေါ့ဒီဂျာမနီမှာကျွန်တော်တို့အဲဂျာမနီနိုင်ငံအိုက်တာကော့စမာမှာကျွန်တော်ပါဒီကူရှင်းမှာလုပ်နေတဲ့အဲမတူစာဆူရဲ့အလူလေးကိုကျွန်တော်ဒီကနေပါရမီဖြည့်ပေးတာပါဗျအဲလူလာတော့ကျွန်တော်တို့ဒီထမင်းရဲ့ကျွန်တော်နှိမ့်လေစာအတွက်ပေါ့ထမင်းရဲ့နောက်ကြက်သားရဲ့နောက်သီးဆုံးပယ်ဟင်းရဲ့တို့စရာလေးတွေပေါ့အဲ့ဒါလေးလာလို့ရပါဗျလူအယောက်300စာလာလို့ရပါဗျ တန်ကျင်းဝင်နေဆိုလို့ရှိရင်တော့ဒိန်း20နီးပါတော့ရှိမှာပေါ့ဗျအဲအရင်တော့ဒီပုံမှန်တော့လှူနေကြပါတခြားနေရာတွေလှူနေကြဒါပေမဲ့ဒီမီဒီယာမှာတော့ကျွန်တော်မပေါ်ပြဘူးပေါ့ကျွန်တော်လှူနေဒီဟာလေးကတော့ကျွန်တော်မတူစာဆွေရဲ့ထူးထူးခြားခြားလေးဖြစ်အောင်လို့ဆိုပြီးတော့မှကျွန်တော်ကဒါလေးကိုလှူပါရမီဖြစ်ပြလိုက်တာပါဗျကျွန်တော်နာမည်ကတော့ဥမြင့်ဝင်ဖြစ်ပါတယ်အတိုင်းမသိဝမ်းသာမိပါတယ်เนาะဒီအလှူချင်နေတဲ့ ဟာလာကျမ်းမာချမ်းသာ၍အသတ်တဘူးဒီနဲ့လဲလှူနိုင်ကြပါသည် ကျမ်းမာရည်ကြီးလဲကောင်းကြပါသည်96ပါးသောယောဂဝိညာဉ်ကိုင်းရှင်းပြီးတော့အဲကတ်ကြီးသုံးပါးကိုလဲကျော်လွှားနိုင်ကြပါသည်လို့အလှူရတဲ့အလှူရှင်မိသားစုကြီးတဲ့သာတဲ့တဘူးဒီနဲ့လဲလှူနိုင်တားနိုင်ကြပါသည်လို့သုံမုံကောင်းတောင်းပါတယ်ကျမ်းမာချမ်းသာကြပါသည်ကျမနာမည်ကဒေါ်ဦးစွန်းလို့ခေါ်ပါတယ်ဒေါ်စင်ရင်အသက်83နှစ်ရှိပါပြီဒီလိုအလှူမျိုးကို ုံတွေ့ရတာဆိုလို့ရှိရင်ဒါပထမဆုံးပဲဒီမှာဝေပါတယ်ဝေပုံကြလေးတွေလာလာလှူကြပါတယ်အလှရှင်တွေတော်တော်ရှိတယ်အလှရှင်တွေကတော့အမြဲဖိတ်ခေါ်တာပေါ့ကျုပ်တလုံးကိုမနဲ့ညာစားနေရတဲ့မိသားစုတွေကိုလာပြီးအဟာရဖြည့်တာကျုပ်တလုံးကလူတကိုအတွက်ပိုတက်စီယမ်ပဲပြည့်မလားအသားဓာတ်လည်းမရှိဘူးဒီဟာကိုလာပြီးတော့လာဖြည့်ကြတဲ့အဝင်းတွေကဒီနေ့ထမင်းတစ်စီတောင်အပြင်ကိုလွှတ်မပစ်ဘူးအကုန်စားကြမှာလှူသမျှအလှူကဘယ်ပုံးနဲ့ဘယ်မှာမှမဖိတ်မစင်မဲနဲ့အကုန်လုံးစားရမှာ အဟာရဆိုတာကတော့အထုအလိုအဆုံးပေါ့ဘဝတစ်ခုမှာဟုတ်တယ်နော်ဝင်းတာလို့တချင်းလေးတစ်ခုတော့ဆိုလာအောင်ဟာမင်္ဂလာချိန်ခါကြက်သေးမင်္ဂလာဖြောကတိုးဝဘိုးရာတေးစုလွာခေမေမာတိတိရဲ့တောင်းလို့ဖြာတီတီတေးလွာမင်္ဂလာခါအဲဝမ်းတာတော့ဗျာဒီလိုလူအများကြီးပေါ်မှာကျွန်တော်ဒီလိုကြွေးရတာကျွန်တော်တို့ရင်ထဲမှာဖွင့်မစားပဲနဲ့ဝါလိုပဲအများအရန်ပီတီဖြစ်တယ်သူတို့ကလည်းချွေးတလို့ပြောကျွန်တော်တို့ဒီမှာ တညာလုံးတနေ့လုံးအမေတို့အမေတော်တင်မြင့်တို့ဟိုလှုပ်ဒီအခွဲတွေပေါ့သူတို့လှုပ်ထားပြီးတဲ့ဟာတွေပုံမှာလဲသူတို့ပင်ပန်းအကျွတ်နဲ့တာပေါ့ဗျာဝမ်းသာပြီးလို့ဖြစ်ပါလေကျင်းထက်တယ်ဗျာကျွန်တော်တို့ကိုစားနေရလို့ပဲကို ကိုလည်းဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့လည်းလူရှင်တွေကိုမျှော်လင့်ပြီးမှာပဲလေဒါပေမဲ့အဲ့လိုဟာကိုတို့အတွက်ကိုကျွန်တော်တို့ကပံ့ပိုးပေးရတဲ့အတွက်ကြောင့်မို့ကျွန်တော်စီထဲမှာဝါနာပီတီလည်းဖြစ်တယ်ဒီလိုပုံစံလူရဲတရားလည်းကျွန်တော်တို့အတွက်မှာဒီလူလောကအပေါ်မှာကျွန်တော်တာဝန်တစ်ခုကိုခန်းဆောင်နိုင်လေလို့ပဲကျွန်တော်ခံယူပါတယ်ဗျအဲနောက်ဒီကိုလာလူမယ်ဆိုလို့ရှိရင်လူရှင်တွေလည်းဖိတ်ခေါ်ပါတယ်ဒီကိုလာလူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အောင်ချမ်းတာကျွန်တော်တို့ဒီကွက်တစ်ပေါ့အောင်ချမ်းတာကျွန်တော်ဦးဝင်အင်ရရဲ့နောက်ကျော်အီတစ်စာ အိမ်ရာမှာလှူလို့ရပါတယ်လှူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဒေါ်တင်တင်မြင့်9965 9958လုံးခွန်ကိုဆက်တွေ့ပြီးတော့မှအမေဒေါ်တင်တင်မြင့်နဲ့ဆက်တွေ့ပြီးတော့မှဒီမြောက်လာထူလန်းနိုင်ပါတယ်လို့ကျွန်တော်လည်းဖိတ်ခေါ်ပါတယ်ဗျမတ်တူစာဆွေတူစာဒီနေ့ကနေစပြီးတော့မှနောက်တော့ရှောက်ပေါ့ဒီနောက်ရှစ်ဆက်အမဲ့ခီလန်းနေမှာတာဖြောင်းဖြူပြီးတော့မှဒီကိုလိုချင်တဲ့ဆန္ဒတွေတုံးတော့ဝါကြီးပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒီမှာလှူတယ်ဆိုတော့ကျွန်တော်တို့ ဟိုဘလွယ်ဖြစ်လူအဒီမာအိုအင်ချေက900လောက်ရှိတော့အင်ချေ900ပေါ့လူဦးရေ900လောက်ရှိတော့ကြောင့်မို့လူလာမယ်ဆိုလို့ရှိရင်လည်းဒီလူရှင်တွေအနေနဲ့ဒီမှာတပေါင်းတစ်စီးတဲ့အားရပါရလူလို့ရပါတယ်အဲအဲ့ဒါကြောင့်လူရှင်တွေအနေနဲ့လည်းလာရောက်ဘယ်အချိန်ပဲဖြစ်ဘယ်ဘယ်နေရာပဲဖြစ်ဖြစ်ရောက်နေရောက်နေဟိုဒီဖုန်းတစ်ချက်ဆက်ပြီးတော့မှအမေဒေါ်တင်နေမင်းနဲ့ဆက်တွေ့ပြီးတော့မှဒီနေရာမှာလာရောက်လှူနှမ်းလို့ရပါတယ်လို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်